โอเคအားလုံးမင်္ဂလာပါကျွန်တော်တို့2025ခုမူလဲတလခွဲလောက်ပဲကျွန်တော်တို့ကြံတော့တယ်အဲကျွန်တော်လဲ YouTube မှာဗီဒီယိုတွေမတင်ပြတာတော်တော်လေးကြာသွားပြီကွာအဲကျွန်တော်တို့6လ9လောက်တော့ရှိပြီလားမသိဘူးအဲ့တော့အဲအခုဒီဗီဒီယိုကတော့ကျွန်တော် self reflection လုပ်တဲ့အနေနဲ့ဟောပေါ့နော်ကျွန်တော်ပြန်တင်ပြတာပါအဲ့တော့ဒီဗီဒီယိုကပုံပေါ်ပါပါပဲအရင်ကြီးကျွန်တော်တို့ဟို သင် user တွေပါကြီးလဲကျွန်တော်အရင်ရှိမှတော့မထင်ပါဘူးဒီကကျွန်တော်တို့ကျွန်တော်နဲ့ကျွန်တော်ဘောတာရင်းနဲ့လက်ဖေးရည်ဆိုင်မှာကျွန်တော်တို့ AC စကားပြောတယ်လို့ပဲကျွန်တော်လုံမှာဖြစ်ပါတယ်အဲ့တော့အဲဒီလွန်ခဲ့တဲ့6လလောက်ကဖြစ်မှတယ်ကျွန်တော်ဒါမျိုး long form video တစ်ပုဒ်တင်ပို့တယ် long form video ဆိုတာ45မိနစ်လောက်ကြာတယ်ကွာအဲခေါင်းစဉ်ကကျွန်တော် line ကြောင်ခဲ့ပါတယ်ဆိုရင် video ပေါ့ အဲ့တော့အဲ့ဗီဒီယိုကလည်းတော်တော်လေးလူကြည့်ကြတယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ကျွန်တော်လူမျိုးဖြစ်နေရတဲ့တွင်ရှိတာပေါ့နော်ကျွန်တော်လူမျိုးဖြစ်ခဲ့ဘူးတဲ့တွင်ရှိတယ်ဆိုတော့အဲကျွန်တော်ဘယ်လိုဖြေရှင်းခဲ့လဲကျွန်တော်ဘယ်လိုအဲ့ဒီ line ကြောင်းနေဆွဲပြဿနာပေါ့နော် line ကြောင်းနေဆိုတော့ကျွန်တော်အခုမှနားထောင်နေသူဆိုလို့ရှိရင်ကျွန်တော်တို့က ID fee ရဖြစ်တဲ့ကြောင့်မလို့ဟိုလိလာလာလို့ဒီလိလာလို့နဲ့ကျွန်တော် line ကြောင်းခဲ့ပေါ့နော်အဲ့ပြဿနာကြီးကျွန်တော်ဖြစ်ခဲ့တော့ကျွန်တော်ဖြေရှင်းခဲ့တဲ့နီလန်လေးတွေကိုမျှဝေရင်းနေပဲအဲ့လို border အချင်းချင်းမျှဝေတဲ့ပုံစံနဲ့ပဲတွားခဲ့တော့တော်တော်လေးကြည်ကြတယ်ပေါ့ အခုဒီဗီဒီယိုကတော့ကျွန်တော်ဒီ ID နဲ့ရောကျွန်တော်ဒီနှစ်ထဲမှာဘာတွေလှုပ်ဖြစ်ခဲ့လဲဆိုတာလေးကိုရှင်းရှင်းကျွန်တော်တို့စကားပြောရအောင်အဲ့တော့ဒီ2025ဆိုရင်တော့ကျွန်တော်ကျွန်တော်ရဲ့တကယ်အစလို့ပြောလို့ရတယ်တကယ်ကျွန်တော်2025ကျမှပဲတကယ်အလုပ်တွေကိုလို့အလုပ်နဲ့တူအောင်တကယ်ကျုံနဲ့နှက်ပေါ့နော်အဲ့တော့ကျွန်တော်2025ကျွန်တော်၃လပိုင်းမှာကျွန်တော်ကျွန်တော်ရဲ့ဒီ channel ပေါ့နော်ကျွန်တော်တက်ကနိုတေကဟိုဘာဖြစ်လာလဲဆိုတော့ opportunity တခုရလာတယ်ပေါ့ ကျွန်တော်ကျွန်တော်ကအရင်တော့ဟာဒီ channel မှာကျွန်တော်တယောက်တည်းပဲအဲကျွန်တော်ပဲ post တွေရေးရကျွန်တော်ပဲ edit တယ်ကျွန်တော်ပဲ video တွေရိုက်တယ်အဲကျွန်တော်ပဲစာတွေတင်တယ်ပေါ့နော်အဲတော့ကျွန်တော် Facebook page လည်းကျွန်တော်ပဲတိုင်တယ်ပေါ့အဲအဲ့ဒါကိုကျွန်တော်2025အစမှာကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ပထမဦးဆုံးအဲ့လိုမျိုးဝန်ထမ်းတယောက်စာခံလိုက်တယ်ပေါ့နော်အဲကျွန်တော်ရဲ့ designer ပေါ့ designer စပြီးတော့ကျွန်တော်ခံပြလိုက်တယ်အဲ့တော့ ရင်းကြီးအများကြီးမဟုတ်ပါဘူးပွင့်နေပြန်ရင်ကျွန်တော်တို့ကတော်တော်လေးဒါစွန့်စားရနေမှာပါတယ်ဘာလဲဆိုတော့အဲ့အချိန်ဒီမှာအဲ့လိုမျိုးကျွန်တော်အရင်ကြီးဒီရွာနဲ့တက္ကနိုတဲအနေနဲ့ကျွန်တော်ကပတ်စံနေအရင်ကြီးရနေရမဟုတ်ဘူးကျွန်တော်မှာအဲကိုတိုင်းမှာကိုတိုင်းတော့မှအနိုင်နိုင်ပေါ့နော်အနိုင်နိုင်ဆွေးနေရမှာကျွန်တော်ဟို quality ကိုကြည့်ကျင်တယ်ရေရှည်ကိုကျွန်တော်ကြည့်လိုက်တယ်ကြည့်လိုက်ပြီးတော့ okay ဟိုပေါ့နော်ဒီ branding တစ်ခုလောက်ရှင်နေတက္ကနိုတဲကိုငါတို့က ကျွန်တော်ကပေါ့နော်အဓိကပုံစံတစ်ခုဖြစ်ပြန်ပုံဖော်ခြင်းတယ်ဒီလိုမျိုးအရင်ရေး random ဖြစ်နေတဲ့ design တွေ random ဖြစ်နေတဲ့ content တွေ random ဖြစ်နေတဲ့ပုံစံတွေလည်းကျွန်တော်မသွားခြင်းတော့ဘူးဆိုတော့ကျွန်တော်ဘာလို့လဲဆိုကျွန်တော် social media အတွက်ပေါ့နော်အဓိက Facebook အတွက် designer တယောက်စပြီးတော့ဟိုခန့်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာဟိုကျွန်တော်ကဒီ YouTube လဲလောက်ထားတယ်စာလဲတင်တယ်ဆိုတော့လာ၆ကြတဲ့သူကြီးအများကြီးပဲကျွန်တော်အဲ့ချိန်မှာကျွန်တော်စပြီးလူတွေအများကြီးမှာတယောက်တည်းပဲကျွန်တော် ရွေးရယ်လူရွေးရယ်နောက်ဆုံးတယောက်ရသွားတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်အခုဒီလည်းလုံနေပါသေးတယ်ကျွန်တော်ညီလေးမှရှုပ်ကိုသူရောက်လာတယ်ပေါ့နော်ရောက်လာတယ်ဆိုတော့အဲ့တုန်းကတော်တော်လေးကျွန်တော်တို့လည်းလုံးလုံးဖြစ်တယ်အဲ့လိုတပတ်ကိုကျွန်တော်တို့၃ည၄ညလောက်ကျွန်တော်အဲ့လိုမျိုးညတိုင်း meeting တွေလုပ်ပြီးတော့ကျွန်တော်တို့သွားတယ်အဲ့လိုကျွန်တော်တို့ရဲ့ဒီ channel တဲ့ page ကိုကျွန်တော်ပြန်ပြီး run ကြတယ်ပေါ့နော်အဲ့အချိန်မှာပဲတော်တော်လေးအဆင်ပြေလာတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ယောက်ရှိပါသေးတယ်ညီလေးအောင်ပြေဆုံးမင်းပေါ့နော်သူလည်းကျွန်တော် ณะကျွန်တော်တို့ကူသွားပေးတယ်အဲ content တွေရေးကူတယ် content တွေစဉ်းစားကူတယ်အဲ့လိုပဲကျွန်တော်နဲ့အတူတူကျွန်တော်၃ယောက်စပြီးတော့ကြုံကြရပါတော့အဲ့ဒီမှာကျွန်တော်စပြီးခံစားလိုက်ရတာပါလဲဆိုတော့အဲ့လိုအချင်းပြရလည်းရှိတယ်အဆင်မပြရလည်းရှိတယ်ကျွန်တော်အဆင်မပြတာဆိုတာကျွန်တော်ကျွန်တော်လည်းမကြိုက်တာပါလဲဆိုတော့ကျွန်တော်က team နဲ့လုပ်ရင်အရင်အားနေအဓိက team နဲ့လုပ်တယ်ဆိုရင်ကျွန်တော်ကကျွန်တော်က high performer တွေမှာပါတယ် leader တွေမှာတော့မပါ ကျွန်တော်တို့ leader ဆိုတော့ကျွန်တော်ကိုယ့်ရဲ့ team member ဆိုရင်ကောင်းကောင်းနားလည်တယ်ကောင်းကောင်းကျွန်တော်တို့ align လုပ်နိုင်တယ်ဒါကျွန်တော်ကအဲ့လိုတွေမှမပေါအောင်ကျွန်တော် high performer တွေက leader တိတ်မဖြစ်နိုင်ဘူးဗောနော် high performer ဆိုတာကျွန်တော်ကကျွန်တော်အလုပ်အရန်လုပ်နိုင်ဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့ဒီ page တွေဒီ channel တွေအကုန်လုံးကိုကျွန်တော်တယောက်တည်း run ခဲ့တာ quality ကတော့မကောင်းတော့ပါဘူးကျွန်တော်သိပါတယ်ဒါပေမဲ့အကုန်ကျွန်တော်အခုစိတ်ထဲမှာအခုပေါ်လာရင်အခု output တန်းထွက်တာကိုကြိုက်တဲ့လူတွေမှာပါတယ်ဗောနော် ကျွန်တော် action oriented ဖြစ်တာကိုကြိုက်တယ်အဲ့တော့အခု idea ထွက်အခု account ထည့်ပေါ့အခုလုပ်အဲ့လိုပဲကျွန်တော် video တွေပါရိုက်တယ်ဆိုရင်လည်းအခု idea ပေါ့အခုရိုက်အခု edit အခုတင်အဲ့တော့ဒါဒီကောင်းတဲ့ချက်ရှိတယ်မကောင်းတဲ့ချက်လည်းရှိပါတယ်အဲ့တော့ team နဲ့လုပ်တဲ့အခါမှာကျွန်တော်မှစောင့်ရတာတွေဖြစ်လာတယ် meeting မ join ရတာတွေဖြစ်လာတယ် meeting join ဖို့လောက်ကြနေတာဖြစ်လာတယ်တော်တော်လေးကျွန်တော်ဟိုတိုင်ပတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဘာလဲဆိုတော့ကျွန်တော်နားလည်လိုက်တာကျွန်တော်တည်တဲ့နေပေါ့နော်ဒါကိုကျွန်တော်လက်ခံရမယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော် ခေါင်းထဲမှာဆွဲသွားတဲ့စကားလုံးတစ်လုံးရှိရယ်ကျွန်တော်စာအုပ်ဖတ်နေရင်လည်းပဲကျွန်တော်သိလိုက်တာပေါ့နော်ကျွန်တော်ရဲ့ဒီ senior တွေကလည်းပြောဖို့ပါတယ်အဲအဓိကကဘာလဲဆိုတော့ဟိုမြန်မြန်သွားခြင်းတယောက်ထဲသွားဝေးဝေးသွားခြင်းအဖွဲနဲ့သွားတာအဲအဲ့ဟာမှကျွန်တော်သိသွားအဲ့တော့ကျွန်တော်ကမြန်မြန်နဲ့အခုထွက်တာမျိုးနော်ဒီမြန်မြန်ပြီးကျင်တာမဟုတ်ဘဲねကျွန်တော်ကကျွန်တော်ရဲ့ output တွေကိုရေရှည်တိကျွန်တော်သွားကျင်တာဖြစ်လာမှာကျွန်တော် team နဲ့အရအောင် align လုပ်မယ်ဆိုတော့ဟာကိုကျွန်တော်စပြီးတော့ဒီ ခံယူလိုက်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တော်တော်များများကိုတီးခံပြစ်လာတယ်အဲတော်တော်များများကျွန်တော်နားလဲပေးတတ်လာတယ် empathize လုပ်နိုင်တယ်ပေါ့နော်ကျွန်တော် team members တွေကိုကိုချင်းစာလာနိုင်တယ်အတောင်တောင်ဆိုလဲကျွန်တော်မပြောတော့ဘူးဒီလိုပဲကျွန်တော်တို့သွားခဲ့ကြတယ်ပေါ့နော်အဲ့မှာတော်တော်လေးကျွန်တော်တို့ရဲ့ page ကောကျွန်တော်တို့ရဲ့ technodes ဆိုတဲ့ brand ကရော engagement တစ်ခုရလာတယ်အချိန်တိုလေးတွေးမှာပဲကျွန်တော်တို့ engagement တစ်ခုရလာတယ်အဲအဲ့ဒီကနေပြီးတော့ကျွန်တော်နောက်ထပ် insight တစ်ခုရလိုက်တာပါလဲဆိုတော့ကျွန်တော်တို့ network ကအရင်အရေးကြီးတယ် ကျွန်တော် network တစ်ခုမရှိရင်ဘာမှလုပ်လို့မရအောင်ဆိုတော့ကျွန်တော်သိလာတယ်ပေါ့နော်အဲ့တော့အဲ့လိုကျွန်တော်ရဲ့ဒီ page လေးကသူကနေတသေးသေးမွေးပေါ့နော်သူရဲ့ဟိုပုံစံလေးတစ်ခုပေါ်လာပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ဘာတွေစပြီးတော့ကျွန်တော်လုတ်ဖြစ်လဲဆိုတော့ကျွန်တော်ပွဲတွေလိုက်ကြည့်ပွဲဆိုတာ Facebook မှာဖြစ်တဲ့ပွဲတွေပေါ့ကျွန်တော်တို့လူငယ်တွေ IT နဲ့ပတ်သက်တဲ့ပွဲတွေလူငယ်ပွဲတွေဒါတွေကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော်ကြည့်ဖြစ်တယ်ပေါ့အဲ့ချိန်မှာကျွန်တော်ဘယ်ချိန်ဘာပွဲတစ်ခုကိုစတွေ့လဲဆိုတော့ဒီ My Job ကလုတ်တယ်ဒီ My Story ပေါ့နော် My Story ကလုတ်တဲ့ ပွဲကိုအဲဒီကျွန်တော်တို့အဲ့ပွဲ January တင်တယ်ကျွန်တော် January မှာကျွန်တော်အဲသွားတက်လိုက်တယ်အဲတက်လိုက်တဲ့အချိန်မှာတော်တော်လေးကျွန်တော်တို့ network တွေရလာတယ်ဟိုကျွန်တော်ကျွန်တော်ကူပေးနေတယ်ကျွန်တော်ရဲ့ senior ကိုစန်းလင်းထွန်းရဲ့အဲကျေးဇူးကြောင့်ပေါ့နော်သူခေါ်သွားတာပေါ့နော်ကျွန်တော်အဲ့ကိုစလင်းထုံးလို့ဆိုရင်ဒါကျွန်တော်တို့ ਨੇ တူတူဒါအဲ့ကိုစလင်းထုံးကတော့အဲ့ဒီဒီဇိုင်နာတွေတက်တော်မှာအနေငယ်ဆော်ရယ်လေးပြောလို့ရတယ် အဲ့ဒါမှတတင်းမှန်ပါဖြစ်လာတဲ့ကျွန်တော်လည်းတည်တာဆောရယ်ကျွန်တော်အကြံဉာဏ်လေးပေးရပါတော့နောက်ပိုင်းမှာကိုစံလေးတို့လည်းပါလာပါတယ်အဲ့တော့အဲ့မှာကျွန်တော်အဲ့ January ပွဲပေါ့နော် Empowerment Exchange ဆိုရင်အဲ့ပွဲလေးမှာသွားလိုက်တဲ့အချိန်မှာအော်လူတွေအများကြီးလာကြပြူကြနေကြစကားတွေပြောပြီးတော့ network တွေတခုရလိုက်တယ်အဲ့တော့အဲ့မှာ network ကတော်တော်လေးအလုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်သိလိုက်တယ်ပေါ့နော်အဲ့တော့ကိုက network တခုရှိမှပဲကျွန်တော်တို့က ကိုပြကျင်တဲ့ဟာတွေကိုဟိုသူများတွေကိုပြပြကျင်တဲ့ကိစ္စတွေကအဲ့ network ကနေတဆင်သွားလို့ရတယ်ဆိုတော့ကျွန်တော်မြင်လာတယ်အဲ့တော့တခုပြီးတော့အကြံဉာဏ်ပေးချင်တာ network တခုကျွန်တော်တိဆောက်တဲ့အခါမှာပေါ့နော်အဲ့လိုလူတစ်ယောက်နဲ့ communicate လုပ်မယ်အလူတွေနဲ့ကျွန်တော်ပေါင်းသင်းဆက်ဆံတဲ့အခါမှာ proactive ဖြစ်ဖို့လည်းအရေးကြီးတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲကျွန်တော်ရခဲ့တဲ့ network ဒီအားလုံးကဟိုအယူသားဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကစပြီးတော့ဒီသွားပြီးတော့ ဘယ်ပြောလဲပတ်သက်ခဲ့ရပါတော့ကျွန်တော်ဘက်ကနေသွားပြီးတော့ reach out လုပ်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဒါကကျွန်တော်မကောင်းလာမဟုတ်ပါဘူး။ဒါကကောင်းပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူငယ်ဖြစ်တယ်ဟို brand image အရာကြည့်မယ်ဆိုလဲကျွန်တော်တို့အရင်ကြီးကျွန်တော်တို့မြင်နေသေးတာမဟုတ်ဘူး။အဲအဲ့တော့အဲ့ချိန်တွေတော့ပေါ့နော်။အဲ့ချိန်တွေတော့ဆိုရင်ကျွန်တော်အရင်ကြီးလို brand ဆိုတာကျွန်တော်တို့ technology တဲဆိုတာအများဘူးမှမကြားဘူးသေးဘူး။ tamari python programming ကိုလေ့လာနေသူလောက်ပဲအကြဘူးသေးတာပေါ့နော်။အခုလည်းအရင်ကြီးအောင်မြင်နေတယ်မှာဆိုတော့အခုလည်းအရင်ကြီးမအောင်မြင်သေးပါဘူး။ကျွန်တော်စူးစမ်းတော့ ဒါပြပြရပါမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ပါလဲဆိုတော့အဲကျွန်တော်ဘက်ကနေတောင်းပြီးတော့မိတ်ဆက်တယ်နှုတ်ဆက်တာဘာမှကျွန်တော်တို့ဘာမှမကြည့်ဘူးပါသေးလားအဲ့တော့ဒါမျိုး proactive ဖြစ်ဖို့လိုတယ်ကျွန်တော်အခုမှအခု network ကောင်းတွေရတယ်ကျွန်တော် senior ကောင်းတွေရတယ်ကျွန်တော်ရဲ့ဒီဘယ်လိုပြောမလဲ team members ကောင်းတွေအများကြီးရခဲ့အကုန်လုံးကဘယ်လိုကိုယ့်ဘက်ကနေ proactive ဖြစ်မှာပဲကျွန်တော်တို့ကအဆင်ပြေမှာဘာလို့လဲတော်တော်များများကတော့ကျွန်တော်တို့ကအဲ့လိုဟိုဒီဟာတွေကမှဟိုဒီကြာလုံနေတယ်သူမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့လာပြီးဆက်သွယ်ဖို့ဆိုတာ မလွယ်ဘူးပေါ့နော်အဲ့တော့ကို့မှာ idea ကောင်းတစ်ခုရှိရယ်ကိုကတစ်ခုခုလုပ်နေရယ်ကို network တွေကိုဝင်တိုးခြင်းနဲ့ communicate လုပ်ခြင်းနဲ့ဆိုလို့ချင်းကို့ဘက်ကစရရမျိုးတွေကြုံနိုင်တယ်ပေါ့နော်ကျအဲ့ဒီဟာကိုကျွန်တော်တို့ကကြောက်နေပြီးတော့အဲ့ဒီဟာကိုမလုပ်ဖြစ်လိုက်လို့အဲဆုံးချုံရမယ့်အခွင့်အရေးရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အကြံဉာဏ်ပေးတာကလုပ်နေရသူတွေဆိုရင်ဒါကိုယ်က productive ဖြစ်ဖြစ်သွားပြီးတော့မိတ်ဆက်တာနှုတ်ဆက်တာစကားပြောတာအဲ network information flare ဒါမျိုးကျွန်တော်လုပ်လို့ရတယ် အဲ့တော့ဒါကတော့ကျွန်တော်ကကျွန်တော်ပေးရပါအဲ့တော့ဒါကတော့ပွင့်နေပြောနေဗျာဒီ conversation ကတော့နည်းနည်းရောက်တဲ့အရာအဆန်ပဲပေါ့နော်အဲ့တော့ကျွန်တော်ဘာကြီးလုပ်ခဲ့လဲဆိုတော့ကျွန်တော်ပြန်ပြောပြအဲ့တော့အဲ့မှာကျွန်တော်ပွဲပြီးွားတဲ့ခါမှာကျွန်တော်တို့ဟိုနောက်ထပ်ကျွန်တော်ရဲ့ဘယ်လိုမှမလဲအဲ့အဲ့အဲ့ကျွန်တော်ကကျွန်တော်ပြီးွားရေခွာကျွန်တော်ကတင်းမှန်ပါကြီးလည်းရှိလာရေကျွန်တော် run နေပြီဆိုတော့အဲ့အချိန်ဒီမှာနှစ်လပိုင်းအကုန်လောက်ပါပေါ့နော်သုံးလပိုင်းနောက်ထဲမှာကျွန်တော်အရင်ဆုံးပေါ့နော်အခုကျွန်တော်ပထမအဦးဆုံးကျွန်တော်စာတင်ပေးဘူးတဲ့ ဒီ face ဒီ Facebook မှာဖြစ်မယ်ဟုတ်တယ်ကျွန်တော်စတင်ပေးပြီးတဲ့ပိုင်းသုံးအတန်းရဲ့ចောင်းသူဟောင်းတယောက်ကကျွန်တော်ဆက်သွဲလာတယ်အဲသူလဲလို့ကျွန်တော်တို့အပြင်မှာចောင်းလေးပါလေးလှုပ်ရှင်နေပေါ့နော်ဟိုကျွန်တော်ကတော့အဲ့ချိန်မှာကျွန်တော်တက်ကန်တို့တဲ့ကအပြင်မှာ campus တွေပါလေးမရှိသေးဘူးအဲ့တော့ तू ကကျွန်တော်ဆက်သွဲလာတာ okay तू ចောင်းလေးပါလေး तू तू စိတ်ဝင်စားရပေါ့နော် तू လှုပ်ရှင်နေ तू လဲပါခြင်းနေဆို okay ကိုယ့်ရဲ့အတန်းသူဟောင်းလည်းဖြစ်ခဲ့ဘူးလေကိုယ့်နဲ့ personally လည်းတော်တော်လေး ဟိုခင်နေပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်လက်ခံလိုက်လက်ခံပြီးတော့ကျွန်တော်တို့တွေစပြီးတော့အတူတူအပြင်မှာစပြီးဖွင့်ပြတယ်ပေါ့နော်အဲ့တော့အဲ့ရဘာမှလည်းတော့ကျွန်တော်တို့ဒီတော်ဝင်စင်တာမှာကျွန်တော်အခန်းတစ်ခန်းငါးပြီးတော့ကမ်ပတ်စဖွင့်ပြတယ်အော်စဖွင့်တဲ့အခါမှာကျွန်တော်တို့အဗန်တစ်ခုနဲ့ကျွန်တော်အတူတူစရတယ်ပေါ့နော်ကျွန်တော်တို့ ဘာ event လုပ်ခဲ့လဲဆိုဒီ one project one week ဆိုရဲ hackathon ပေါ့နော်အဲကျွန်တော်အဲ့ချိန်တုန်းကဆိုရင်အခုကတော့မြန်မာနိုင်ငံမှာ hackathon တွေကအများကြီးပဲ hackathon တွေကျွန်တော်တို့ပုံနေရပဲကျွန်တော်တို့နည်းအောင်မဟုတ်ဘူးအဲ့တော့ဒါပေမဲ့အဲ့တုန်းက hackathon ဆိုတာကျွန်တော်တို့ကလက်ချိုးကြီးလိုရတယ်တစ်ခုနှစ်ခုလောက်ပဲကျွန်တော်တို့ရှိပြီးတော့အဲ့လောက်ကြီးလည်းကျွန်တော်တို့မစားသေးဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော် hackathon event တစ်ခုကိုကျွန်တော်တို့စလုပ်ခဲ့တယ် အဲစာလုပ်တဲ့ခါရမှာလဲအမကျွန်တော်အရင်တော့ဂျန်နဝါရီတုန်းကရခဲ့ network ကကျွန်တော်စကားပြောတာပဲကျွန်တော်တို့ဟက်ကသွန်လုပ်တော့မယ်ဆိုလို့ချင်းကျွန်တော်တို့ကပွဲတစ်ခုစီစဉ်ရအပွဲတစ်ခုဆိုကျွန်တော်လူတွေ registration လုပ်ကြမယ်အများကြီးလာမယ်ကျွန်တော်စစ်ထုတ်မယ် interview တွေလုပ်အောင် အဲကျွန်တော်တို့အင်တာဗျူးလုပ်ပြီးတော့မှဒီလူတွေရတဲ့ hackathon ဆိုတာကျွန်တော်တို့ပြားဒီမှာဟိုစိတ်ညည်တွေပါမယ်ဆိုရင်ကျွန်တော် hackathon ဆိုတာကဒီ software တွေကျွန်တော်တို့ရေးရေးပြိုင်တယ်ဘယ်လို communication လောက်တာပြိုင်တယ်ပွဲတစ်ခုလို့ကျွန်တော်ပြောရင်မမအောင်ကိုယ့်ရဲ့ idea ကိုကျွန်တော်တို့ဒီ product တစ်ခုအဖြစ်မြန်မြန်ဆန်ဆန်ဖန်တီးပြီးတော့အဲ့ဒါကိုပြိုင်ကြတာလို့အလွယ်ပြောလို့ရတယ်ကွာကျွန်တော်အဲ့ဒါစပြီးလုပ်ကြအဲ့ hackathon လုပ်တဲ့အခါမှာလည်းကျွန်တော်အဲ့ network ကအရင်အစကားပြောတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှဒီလူတွေကို အင်တာဗျူးဖို့အတွက်ကျွန်တော်မှစီနီယာကြီးလိုတာပဲစီနီယာကြီးဆိုတဲ့နေရာမှာဒီကျွန်တော်ရဲ့အသည့်တွေလည်းရှိတယ်အပြင်အားလူတွေလည်းရှိတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်ကိုအများကြီးကူပေးကြတယ်ကိုစန်းလင်းထွန်းတို့ကိုလမိုးပိုင်တို့ကျွန်တော်တို့ဒီသူတို့ဆိုလည်းလောကဒီနေပယ်မှာဟိုစာအုပ်တီးရေးဒီ knowledge sharing လုပ်ပေးနေတဲ့ brother ကြီးပဲဒီစီနီယာကြီးနဲ့ကျွန်တော် timing နဲ့စကားကြီးပြောရင်းနဲ့ဒါကိုကျွန်တော်တို့လုပ်ဖြစ်တယ်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီပွဲ အဲလူတွေထွက်လာပြီးအနောက်မှာကျွန်တော်တို့ဒီလူတွေကို training ပေးတာတွေ knowledge sharing လုပ်တာတွေအဲလိုလုပ်တဲ့ခါမှာမှာကိုခန့်နိုင်ဆက်တို့ကိုအောင်ကျော်မင်းတို့ကျွန်တော်တို့ဝိုင်းမိအများကြီးကူခဲ့အဲ့တော့ဒါတွေကကျွန်တော် network အဆင်အဆင်အဆင်ရလာတဲ့ network တွေပေါ့နော်အဲသူတို့အကူကြီးတောင်းတဲ့ခါမှာ လုံးဝဟိုပြရသလား senior ကောင်းပြီးသားကြပါတယ်အားလုံးကစိတ်ထဲမှာလိုလိုလားလားနဲ့ကူပေးတယ်ညကင်းကျွန်တော်တို့တနာရီနှစ်နာရီတိ interview ရတဲ့ဟာမျိုးတွေမှာလည်းလုပ်ပေးတယ်မိုးလင်းပေါက်လောက်အောင်ဟာမျိုးမှာလည်းပါဝင်ပေးတယ်ဆိုတော့တော်တော်လေးဒါကျွန်တော်အလိုမိတ်ဆွေကောင်းတွေအများကြီးရခဲ့တာပေါ့နော်အဲ့တော့အဲ့ရနေပြောတော့တစ်ဆင်ကျွန်တော်လူတွေရွေးပြီးတော့တကယ်ပွဲလုပ်တော့မယ်ဆိုတဲ့အချိန် မှာလည်းဘလောက်ကန်ကောင်းလဲဆိုရင်ကျွန်တော်ကမ်ဘက်ဆဖွင့်ပြီးသွားပြီဆိုတော့ကျွန်တော်ကနေရာတကူးတကချာစရာမလိုတော့ဘူးကျွန်တော်ကူပေးမဲ့တွေလည်းရှိပါတယ်အဲ့တော့နေရာတကူးတကချာစရာမလိုဘဲနဲ့ကျွန်တော်ပွဲကိုကျွန်တော်တို့ကဒီကျွန်တော်ရဲ့ကမ်ဘက်မှာပဲကျွန်တော်လုပ်တယ်လုပ်ပြီးတဲ့နောက်နောက်ဆုံးနေ့ကျမှကျွန်တော်တို့ကဒီ my job my stories ကနေလုပ်တဲ့ ကျွန်တော်တို့ဒီ attack for all ဆိုရယ်ပွဲမှာကျွန်တော်ဒီ space တစ်ခုနဲ့တော်ပြီးတော့ပေါင်းလိုက်တယ်အဲ့တော့အဲ့ဆိုရင်လုံးဝပြအဲ့ပွဲတစ်ခုလုံးကကျွန်တော်တော်တော်လေး smooth ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်အရင်ဟိုကျွန်တော်တို့ရပထမဦးဆုံးအဲ့လိုမျိုးပွဲအကြီးတစ်ခုလောက်တာပေါ့နော်လူတွေအများကြီးနဲ့ပြိုင်ပွဲတွေလို့ product showcase လို့ presentation တွေလုပ်ပြီးသွားတယ်ပထမဦးဆုံးပွဲလေးကတော်တော်လေးပြည်လဲသွားတယ်ဒါကပါလို့တော့ကျွန်တော်ရရှိတာနေဒီ network ကောင်းနေကျွန်တော်ရဲ့မိတ်ဆွေကောင်းနေတောင်ဖြစ်ပါတယ်အဲ့တော့ဒါတွေအရင်အရေးကြီးတယ်ပေါ့နော် အနောက်ပိုင်းမှာကျွန်တော်တို့ဒီအတန်းတွေ online တန်းတွေရော in person တန်းတွေရောကျွန်တော်တို့ဖွင့်ပြလာတယ်။အုံဖွင့်ပြလာရင်လည်းမှအဲ့လိုပွင့်နေပြရင်အဲ့လိုကြီးလုပ်နေတဲ့အချိန်မှာကျွန်တော်မှာတစ်ဖက်မှာလည်းပါရှိလဲဆို full time job လည်းရှိပြန်ရောကျွန်တော် full time လုပ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီ local မှာရှိတဲ့ coding school ပေါ့နော်ကျွန်တော်တို့ဒီ CIY ဆိုတဲ့ဒီ coding school မှာကျွန်တော်ဒီ ID coach အနေနဲ့ကျွန်တော် full time လုပ်တယ်။အဲ့တော့ကျွန်တော်မှဒီဘက်က business ကို drive ကြတယ်။ပြီးရင်ဒီဘက်ကလည်း full time လေးကျွန်တော်လုပ်ရ အဲ့အဲ့လိုမျိုးကျွန်တော်တို့ခုဖြစ်တာပေါ့နော်အချိန်တည်းကတော်တော်လေး time management ကျွန်တော်လုပ်ရတယ်။အဲ့ဘာလဲဆိုတော့နှစ်ဖက်လုံးမှာတချို့ဟာရလွတ်ချင်အဆင်မပြေတာတွေလည်းဖြစ်တယ်။ကျွန်တော်ဟိုဘက်လည်းလွတ်လို့မရဒီဘက်လည်းလွတ်လို့မရပေါ့။အဲ့တော့ techno dev ကိုကျွန်တော်ကျွန်တော် business ကျွန်တော်ရဲ့ကိုယ်ပိုင်အလုပ်တစ်ခုအနေနဲ့ကျွန်တော် run နေ။ဟိုဘက်မှာကျွန်တော်ဝန်ထမ်းလုပ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုအရှင်ဒီမျိုးလည်းကျွန်တော်ကြုံရနိုင်တယ်ပေါ့နော်။ကိုယ်ရန်တစ်ခုလုပ်ရှင်နေဆိုလို့ရှိရင်ဒါပေမဲ့အဲကျွန်တော်နှစ်ခုလုံးကိုတော့ပို့ပြီးတော့ပင်ပန်းတာပို့ပြီးကျွန်တော်လုပ်ဖြစ်ခဲ့တယ်ပေါ့။အဲ့တော့အဲ့မှာတစ်ချောက်လုံးမှာတော့ခက်ခဲရရရှိရပါတော့ ခက်ခဲကြီးဆိုရင်ညမှာအရင်ကြီးတော့မဟုတ်ပါဘူးနော်ပြောရတော့တဲ့ခက်ခဲတော့ပါဘာလဲဆိုတော့အဲဒါကလုံးဝဒီနှစ်ကအစပဲရှိသေးတယ်နောက်နှစ်ကျရင်ဒီချက်ပို့ပြီးတော့ဂျုံအောင်မှရှိသေးတယ်ပေါ့အဲ့တော့နောက်ပိုင်းတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော် network တွေလုံရင်းလုံရင်းလုံရင်းလုံနေအဲ့လိုကျွန်တော် networking တခုရလာတယ်ရလာတဲ့အခါမှာဒီဘယ်လိုပြောမလဲကျွန်တော်အဲ့လိုပြီးပွဲတက်တယ်ပွဲကြီးသွားတယ်ပွဲကြီးစီစဉ်ပေးတယ်ဆိုရင်တော့မှဘာတွေကလိုက်လာလဲဆိုတော့ အဲ့လို organization နေရပါတော့ကျွန်တော်တို့အဲတဖြည်းဖြည်းနဲ့လူတိလာပြီးတော့ကျွန်တော်အဲ့လို MYE ကိုလိုမျိုး organization နေမှာကျွန်တော်တို့တွားပြီး guest speaker အနေနဲ့ပြောတယ်ပြီးကျွန်တော် USMM နဲ့ကျွန်တော်တို့ partnership လုပ်ပြီးတော့အဲ USMM ရဲ့ UX မှာဆိုကျွန်တော်မြန်မာနိုင်ငံမှာရှိရ UX အဖွဲ့အစည်းပေါ့နော်တော်တော်လေးအဖွဲ့အစည်းအားဖြင့်ကြီးပြီးတော့တော်တော်လေးတဲ့ addict ဖြစ်တယ်တော်တော်လေးရဲ့ knowledge sharing တွေလုပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဖွဲ့အစည်းမှာကျွန်တော်တို့ဒီပွဲလေးလုပ်တဲ့အခါမှာတွားပြီးတော့ knowledge sharing လုပ်ပေးတယ်အဲကျွန်တော်တို့ guest speaker အနေနဲ့ပါပြီးတယ်နောက်ကျတော့ ။ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့တွေနဲ့လုံးဝ collaborative partnership ဆိုပြီးတော့လက်မှတ်တွေပါတယ်ကျွန်တော်ထိုးပြခဲ့တဲ့အထိသွားခဲ့တာပေါ့။အဲ့တော့အဲ့နဲ့တစ်ဆင့်ကျွန်တော်တဖြည်းဖြည်းနဲ့အဲ့လိုမျိုး guest speaker လောက်လိုက်စာရေးသင်လိုက်ဟို post တွေလောက်လိုက် content တွေဖန်တီးလိုက်နဲ့တော်တော်လေးအဲ့လို stable ပေါ့နော်အရင်ရုံဝကန်ရမှာပေါ့နဲ့ stable ဖြစ်တဲ့ stage တစ်ခုကိုကျွန်တော်အကြာကြီးရောက်လာတယ်နော်အဲ့အကြာကြီးရောက်လာပြီးနေမှာကျွန်တော်ရဲ့ personally အဲကျွန်တော်ဘာတခုရခဲ့လဲဆိုတော့ကျွန်တော်ကတဖြည်းဖြည်းနဲ့ဘာဖြစ်လဲ event management ဘက်မှာကျွန်တော်ဖြစ်လာတယ် ဖြစ်လာရဲ့အခါမှာအဲ့လိုမျိုးနောက်ဆုံးတော့ကျွန်တော်အခုတခြားဟက်ကသွန်တွေရပါကျွန်တော်တို့ဒီဟက်ကသွန်ပွဲအတွက်အဲကောင်စတန်လောက်ဖို့အတွက်အဲဟက်ကသွန်ပွဲတွေအတွက်ကျွန်တော်တို့ဒီဝင်ရောက်စီစဉ်ပေးဖို့အတွက်ကိုကျွန်တော်ဖိတ်လာကြတယ်အဲကျွန်တော်လည်းအဲ့မှာတော်တော်လေးအားတက်တယ်ရောပါခဲ့ပါအဲ့တော့အဲ့မှာလည်းကျွန်တော်ထပ်ပြီးတော့တိလိုက်ရတာအဲ team နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဟာ team နဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျွန်တော်တော်တော်လေးအားနေသေးတာကိုတိလိုက်တယ်အားနေသေးတာကိုတိလိုက်တယ်ဆိုတော့ ဲ့တော့ကျွန်တော်ဒီချိန်မှာ leader ဖြစ်နေပြီကွာတဲ့ leader ဖြစ်နေဆိုတော့ကျွန်တော် team member ရဲ့ရှိရကျွန်တော်ကအခုကဆိုရင်အလောက်က3ခုလောက်ရှိရဆိုတော့ဟို3ခုလုံးနီးနေရ3ခုနီးပါလောက်မှာကျွန်တော်အောက်မှာလည်းမျိုးကျွန်တော်ရဲ့ team member တွေရှိရပါတော့ကျွန်တော်ရဲ့လောက်ပေါကိုင်းပတ်တွေရှိအဲ့တော့ကျွန်တော်တိုင်ပတ်တယ်ကျွန်တော်ရင်းတိုင်ပတ်မှာလူညီရဲ့လူတွေအများကြီးကျွန်တော်ကအရင် communication ညံ့နေတယ်မှာပါတယ်ညံ့နေဆိုတော့စကားပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်မှလည်းတချို့ဟာ sensitive ဖြစ်တဲ့ဟာတွေရှိနေတာအားလေးတွေလည်းထိရင်ကျွန်တော်နဲ့ကွန်တက်ရဥပမာ နောက်ကြတဲ့ကိစ္စအရကျွန်တော်ဆိုရင်တကယ်တမ်းတော့ဘောနော်ဟိုနောက်ကြတာမကောင်းဆိုမှန်တယ်ဆိုရင်ကျွန်တော်ဘက်မှလည်းနားလည်ပေးရမှရှိတယ်ဒါပေမဲ့ကျွန်တော်ကနောက်ကြရင်မရနောက်ကြရင်ကျွန်တော်ကဘာမှဆက်မပြောတော့အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုမျိုးဟာကြီးကျွန်တော်ရှိအဲ့တော့ကျွန်တော်စာအုပ်တော့ဖတ်ဖြစ်တယ်ပေါ့နော်အဲ့စာအုပ်ကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ဒီစာအုပ်ပေါ့နော်ဒီစာအုပ်လေးကတော်တော်လေးဒါနောက်ပိုင်းမှဖတ်ဖြစ်တာပါတော်တော်လေးကောင်းတဲ့စာအုပ်လို့ကျွန်တော်ပြောလို့ရတယ်အဓိကကတော့ဟို ကျွန်တော်မှရှိရတချို့အကျင့်နေရပဲကျွန်တော်ကိုရှေ့ဆက်သွားဖို့ခက်စီရပါတော့ဒီစာအုပ်လေးဖတ်ကြည့်လို့ရပါတယ်အဲ့တော့နောက်ကျတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့လေဟဲ့လိုဒီလုံ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 နဲ့လိုမျိုး opportunity တခုထပ်ပြီးတော့ရလာတယ်ကျွန်တော်ဘာလဲဆိုရင်ဒီမန္တလေးအခြေစားကြီးပေါ့နော်မန္တလေးမှာမန္တလေးရောင်းမှလည်းရှိတော့ရှိပါတယ်အဲ့ဒီအကြောင်းနေအများကြီးပိုင်နေဆရာတယောက်နဲ့ကျွန်တော်စကားပြောပြတယ် ပြောပြတဲ့အခါမှာ तू ကလည်းကျွန်တော်ကိုအလုံး तू तू လည်း memory လုံနေရပါတော့အဲ့တော့သူကူးခြင်းနဲ့ကျွန်တော်ကသူလုံးဝအလိုဒါဒါရဲမှာထဲထဲဝင်မှာကျွန်တော်ပါဝင်စေခြင်းနဲ့ဆိုတော့ကျွန်တော်တော်တော်လေးပျော်သွားပျော်သွားပြီးတော့အမှဟိုကိုယ့်တဲ့ experience ထက်ရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကသွားနေတဲ့ဟာကကျွန်တော်ဟိုကျွန်တော်ရဲ့ senior တွေဥမကိုဆန်းလင်းထောင်းတို့ပြင်တခြားကျွန်တော်ရဲ့ Java အသင်းနဲ့ community တို့ကျွန်တော်ကျွန်တော်ရဲ့အကူတွေနဲ့ကျွန်တော်လုပ်နေတဲ့ဟို techno တရားဘာလဲဆိုတော့ family business နဲ့ဖြစ်နေတာတကယ်တမ်းကျွန်တော်တို့သွားနေတဲ့ကျင်လည်နေတဲ့ပတ်ဝန်းကျင်ကကျွန်တော် ဒီ corporate လို့တော့ပြောလို့မရအောင်ဒါပေမဲ့အများကြီးပဲလူတွေအများကြီးနဲ့ကျင်လည်ပြီးတော့လို့ပွဲတွေတက်ပြီးသွားတဲ့အနေအထားတစ်ခုမှာကျွန်တော်ရဲ့ style ကဘာလဲဆိုတော့ family business ညီလိုကိုလိုပဲလုံးဝဘာမှပြောစရာမလိုဘူးအဲပတ်စံဆိုလည်းပတ်စံကိစ္စပါအပားတစ်ခုမှကိုကျွန်တော်ပြောစရာမလိုတာပေါ့နော်အဲ့တော့တော်တော်လေးအဲ့လို share ဖြစ်တဲ့ community ထဲမှာကျွန်တော်ကကျင်လည်ပြောချင်တာကတော့တဏှိကပြမကောင်းတဲ့ဘက်ကပြန်ကြည့် comfort zone ပေါ့နော်အကုန်လုံးကနားလည်မှုရှိနေတော့လို့ကိုတခါလေးရဲ့စွန့်တော့လေးမျိုးပေါ့နော်ဒီ internet တင်းမှန်ပါရင်းနဲ့ အချိန်ကိစ္စ conflict ဖြစ်တာဘာညာလဲကျန်တဲ့ဟာဒီအကုန်လုံးကလုံး comfort zone ပဲကျွန်တော်တို့လှုပ်ရှင်တယ်လှုပ်တယ်သွားချင်းတယ်လို့သွားတယ်ကျွန်တော် post နေတယ်ဖန်တီးချင်းတယ်လို့ဖန်တီးတယ်ကျွန်တော်တို့မှအဲ့လိုမျိုး corporate တခုလို့ဒါမှမဟုတ် business တခုလို့ structure တခုမရှိနေတာတော့အမှန်ပဲပေါ့နော်အဲ့တော့ system တခုကျွန်တော်တို့မရှိနေဘူးကျွန်တော်တို့ mood နဲ့လှုပ်လှုပ် dopamine နဲ့လှုပ်လှုပ်တယ်ပေါ့နော်ပျော်ရင်လှုပ်တယ်မပျော်ရင်မလှုပ်အဲ့တော့အဲ့လိုကျွန်တော်တတင်းလုံးအောင်လဲအဲ့လိုပဲကျွန်တော်တင်းတခုလုံးလဲကျွန်တော်အဲ့လိုပဲထားရတယ်ရုံးမလာခြင်းဆိုလဲရရဲမလာနဲ့အဲ့တော့ချိုးတော့ပြော လာမယ်ဆိုပြီးနောက်ကျရင်တော့ကြိတ်ပြီအဲလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးကြီးကျွန်တော်နေတော့ကောင်းတော့ total gradually တော့နေဒါပေမဲ့ comfort zone နဲ့ပေါ့နော် AC ပဲကြောင့်ကျွန်တော်ပြောက်သွားတယ် free buy လည်းအများကြီးမလုပ်တော့ဘူးဒါပေမဲ့အဲ့ဒီကျွန်တော်တို့ဒီချစ်လာပိုင်းကိုလာပိုင်းမှာကျွန်တော်အစတော့ priority ဆရာပေါ့နော်ဆရာနဲ့တွေ့တဲ့အချိန်မှာအဲ့တော့ကျွန်တော်တန်းလန်းတဲ့ဟာလေးရှိရအဲ့ချိန်မှာကျွန်တော်စိတ်ဝင်စားသွားတာဘာလဲဆိုတော့သူတို့လုပ်နေတဲ့ဖွဲ့စည်းတွေဟာအကုန်လုံးကဟို cooperative ပုံစံမျိုးကွာ တကယ် system တစ် system တစ်ခုကိုတိဆောက်ပြီးသားအလုပ်တွေမသူတို့အများကြီးလုပ်ခဲ့ပြီးသားကြီးဆိုတော့အဲ့ဒါကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော်လေပတ်ရှင်တယ်ကျွန်တော်ဒါကိုလေ့လာမယ်ပေါ့နော်အဲ့ကျွန်တော်ကတစ်ဖက်ကကျွန်တော်လေကျွန်တော်ရဲ့ mindset ဖြစ်တဲ့95ကိုကျွန်တော်တိတ်မကြိုက်ဘူးအဲ့တော့ဒါမကောင်းကောင်းနဲ့မပြောဘူးเนาะကျွန်တော် personally မကြိုက်ဘူးလို့ပြောတာ။ဘာလဲဆိုတော့ I mean 95လောက်တဲ့ကောင်တွေကိုဘာဖြစ်နေကြဖြစ်နေပြောခံရမှာဆိုလို့ no ကျွန်တော်ကကျွန်တော်ရဲ့ပုံစံကိုမပြတာ။ကျွန်တော်အဲ့လိုမျိုးမကြိုက်ဘူး။ကျွန်တော်ကအိမ်မှာနေမယ်၊ laptop ရှိမယ်၊ဟို tablet လေးတစ်လုံးရှိမယ်၊ကျွန်တော်ရဲ့ mic ဒီ camera လေးရှိမယ်။ အဲ့လိုနေပြီးဒီလိုလောက်ရတာပိုချိုက်တယ်အဲ့တော့ကျွန်တော်ရဲ့95ကိုလည်းကျွန်တော်နည်းနည်း balance လုပ်ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်ဝင်ပြီးတော့လှုပ်ဖြစ်တယ်ပေါ့နော်လှုပ်ဖြစ်တဲ့ချိန်မှာတော်တော်လေးအမှသတိလာတယ်သိလာပြီးတော့နောက်မှဘာကြီးဖြစ်လာလဲဆိုတော့ကျွန်တော် network တွေရတော်တော်လေး grow ဖြစ်လာတယ်အဲ့လိုကျွန်တော်ရဲ့ income ပေါ့နော်ဒါကတော့ဟိုဘောဓာရေးချင်းချင်းပြောလို့ပြောရမလို့ဒီ income တွေဘာတွေထည့်ပြောတာပေါ့နော်ဒါပေါ့ပေါ့ဘာပြောလိုက်ပါမယ် income တွေက income တွေကတွန့်နေတဲ့ level လေးတစ်ခုရောက်လာတယ်ရောက်လာတဲ့အခါမှာကျွန်တော်ဘာတွေစလုပ်ဖြစ်လဲဆိုတော့ ဒီဝန်ထမ်းအသစ်တွေထပ်ခန့်တာမျိုးတွေအဲပြီးတော့ရဲ့အခါမှာကျွန်တော်ဒီ team member တွေနဲ့တချို့ access တွေဖန်တီးတာမျိုးတွေလို့ဖြစ်လာတယ်။အဲနောက်ပိုင်းကျတော့ကျွန်တော်ဘာဖြစ်လာလဲဆိုရင်ကျွန်တော်ရဲ့ဒီ network တွေပဲစနောအဆီယာနဲ့ကျွန်တော်နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ technology ကိုဒီ monthly မှာကျွန်တော်တို့ run လို့ရအောင်လုပ်ဖြစ်လာတယ်။ပြီးအခုဆိုလို့ရှိရင်မကြာခင်မှာကျွန်တော်တို့ time city မှာကျွန်တော်တို့ campus အနေနဲ့ဖွင့်တော့။အဲတော့ဟိုကျွန်တော်တို့ပြတကယ်တည်ရှိနေတဲ့နေရာဆိုရင်ဒါ physically ကျွန်တော်တို့ကဟို၄နေရာလောက်ကျွန်တော်တို့ ရှိတယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့ရန်ကုန်မှာနှစ်ခုအမ်မန်လေးမှာလည်းကျွန်တော်နှစ်နေရာလောက်မှာကျွန်တော်တို့ brand ထားနိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့ဟိုအရင်ကြီးတော့ဗျာလို့ခက်ခက်ခက်ခဲအရင်ခက်ခဲပါတယ်ပုံကောက်ဆရာမရှိတော့ပါဘူးဆိုတဲ့အနေထားကိုတော့မရောက်ခဲ့တာအမှန်ပဲအခုတော့ကံကြောင်လာတော့မသိဘူးတနေ့လုံးမှာပင်မန်းတယ်အရင်တော့ပင်မန်းတယ်မအိရတဲ့ညတွေရှိတယ်အဲဒါမဲ့ဟိုတော့နေသူပေါ့နော်ဖြစ်လာတယ်ပေါ့နော်တက်ကလိုဒဲဆိုတာလေးဟာတကယ်တမ်းဖြစ်လာတယ်ဆိုရင်တော့ တော်လေးကျွန်တော်ဝမ်းသာရတာပေါ့အဲ့တော့အမ်ဒီကကိုလူတွေအဓိကပြောချင်တာကလည်းအဲ့ဟာပဲပေါ့ဘာလဲဆိုတော့ကော့တစ်ခုခုကိုလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကွန်စင်အဲ့တော့ကျွန်တော်မြင်လိုက်တာပေါ့နော်ကျွန်တော်ဒီမှာသိလိုက်တဲ့ insight တခုကဘာလဲဆိုတော့အဲ့ကျွန်တော်ဒီ2022မှာဒီ channel ကိုစခဲ့တာပေါ့ channel ကိုစခဲ့တာဆိုတော့အဲ့ channel ကိုစခဲ့တဲ့ကာလတစ်ချောက်လုံးမှာ၃နှစ်ပဲပြော တ်ဆက်နေတော့အဲမှာ၃နှစ်ပေါ့၃နှစ်ကုန်ကန်ဒီထိမှာကျွန်တော်မတူညီခဲ့အဲပတ်ဝန်းကျင်နေမတူညီခဲ့လူတွေအများကြီးတွေ့ခဲ့တယ်အဲကျွန်တော်ရဲ့အကြောင်းတက်ခဲ့တယ်အကြောင်းဆိုတော့ကျွန်တော်ဒီ online တက်ခဲ့တယ်ပြီးတော့အဲကျွန်တော်ဒီလုပ်တွေလုပ်ခဲ့တယ်ကျွန်တော်တွားပြီး join ခဲ့တယ်နေရာတိုင်းကပြောင်းလဲသွားတယ်အကုန်လုံးကျွန်တော်နားမှာမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တတ်မမှတ်ချင်လုပ်နေခဲ့တာ2020တည်းကနေအကူဒီလုပ်နေခဲ့တာလုံးဝမရက်ပဲနဲ့လုံးဝမဆုံးခွာပဲလုပ်နေခဲ့တာဒီ technode ဆိုတဲ့ဒီ community ဒီ brand လေးကိုကျွန်တော်တရားလုပ်နေခဲ့ အဲ့တော့ဒါ consistency ပဲကျွန်တော်လုံးဝမရက်ခဲ့ဘူးပေါ့နော်ဟိုကျွန်တော် YouTube မှာ video တွေလာရက်တာအာရက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဘက်မှာတခြားဘက်မှာကျွန်တော် Facebook မှာ run နေရင် TikTok မှာကျွန်တော် Lumina နဲ့လို့သာကျွန်တော်ဟိုအများကြီးကျွန်တော်ဖြန့်ချက်ပြီးမလုပ်နိုင်ခဲ့ဒါပေမဲ့ကျွန်တော်လုံးဝမရက်ခဲ့ဘူး အတန်းအနေနဲ့လောကမရက်ခဲ့ဘူးအဲ့တော့တကယ် free program တွေ community program တွေတကယ်လောကမရက်ခဲ့တာပဲကြောင့်မလို့ consistency ကအရင်အရေးကြီးတယ်ဆိုတော့ကျွန်တော်သိလာတယ်နောက်ပိုင်းမှလည်းကျွန်တော်ဆက်လုပ်သွားမှာကျွန်တော်တို့တဲဆိုတာကိုကျွန်တော်ကခုခုဖြစ်လာရင်ဒီဆက်လုပ်သွားမှာပေါ့ကျွန်တော်မကြိုက်ခင်မှာကျွန်တော် platform တစ်ခုလည်းထွက်ဖို့ရှိတယ်ဆက်လုပ်သွားမှာဆိုတော့ဒီလိုနေထားလို့တော့ရှိအဲ့တော့ကိုလိုရင်ကခုကိုလောက်တယ်ဆိုရင်ချိန်ရတော့ပေးရတယ်ကျွန်တော်တို့ဟိုငငယ်တော့အဖိုးဖွားတွေပြောသလိုပေါ့အခုရေရင်တူအခုရေကြီးတောက်တော့မရနိုင်ဘူးအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီ တခုခုတည်တည်ချာချာလေးချိန်ပေးပြီးတော့လုပ်ဖို့လုပ်ရပါတော့ဒါကိုကျွန်တော်တို့နားလည်သွားတယ်အဲ့ချိန်မှာ okay အဲ့ဆိုငါလုပ်ရအဲ့တော့ဒါကတော့ insight တခုပါအဲ့တော့ဟိုကျွန်တော်လေးတော့ဒီဂျာထဲမှာကျွန်တော်လမ်းလုပ်ခဲ့တာကြီးများတယ်အဓိကတော့ဟိုဟိုဘယ်လိုပြောမလဲอืมကျွန်တော်ကတော့ business ကြောင်းစင်မဟုတ်ဘူးကွာတကယ်တော့ကျွန်တော်အခုကဟို business ဆိုရယ်ဒီ system တွေဂျာထဲမှာကျွန်တော်အဲကျင်လည်နေရတာပေါ့အဲ့တော့ နောက်ပိုင်းမှာလည်းအခုကျွန်တော်ပြောလဲဆိုရင်ဒီ solution house တခုပေါ့နော်ကျွန်တော်တို့ software တွေရေးပေးတဲ့ software တွေကျွန်တော်တို့ဖန်တီးပေးတဲ့ business net တွေကိုကျွန်တော် software တွေဖန်တီးပေးတဲ့ solution house တခုကိုကျွန်တော်ဟိုဘယ်လိုပြောမလဲကျွန်တော်စထားတယ်တီထောင်ထားတယ်ပေါ့ဗျာသာသာတန်ပေးတယ်တန်ပြောရင်တော့တီထောင်ထားတယ်ပေါ့အဲ့တော့ဖြည့်ရှင်းလို့ခေါ်တယ်ကျွန်တော်တို့ပြဿနာအားလုံးရဲ့နောက်ဆုံးအဖြေဒီဖြည့်ရှင်းဆိုရင်ဒီ brand ပေါ့နော်ဒါကလည်းကျွန်တော်ဒီ project တစ်ခုလောက်ရထားတယ်သူတို့လည်းစနေပေါ့အဲ့တော့ဒီဘက်မှာလည်းကျွန်တော်ကအလိုပွင့်နေကျွန်တော်စထောင်ထားတာဆိုတော့ကျွန်တော်ဦးစီးရတယ်တက်လို့တဲမှာလည်းကျွန်တော်က အဲကျွန်တော်အကြီးဆုံးဆိုကျွန်တော်ဦးစီးရတယ်။တစ်ဖက်မှာလည်းကျွန်တော်ကဒီ Newness International College မှာကျွန်တော်ရန်ကုန် branch အတွက်ကျွန်တော်ပဲအကြီးဆုံးဖြစ်နေတဲ့ကြောင့်ကျွန်တော်အဲ့မှာလည်းဦးစီးရတယ်။အဲ့တော့အဲ့တော့ပြောချင်တာကျွန်တော်တော့ကွာလို့နေရာတိုင်းမှာလို့ဟို leadership လဲဝါတာလေးများတယ်။များတယ်ဆိုတော့ကျွန်တော်အဲ့ဟိုင်လုံးဝမလေးလာဘူးကျွန်တော်လုံးဝ leader ဖြစ်သွားအောင်ကျွန်တော်ကနားမလိုက်ဘူး။ဒါပေမဲ့ကျွန်တော်ရဲ့ negotiate ခဲ့တဲ့စိတ်အရင်ခံကျွန်တော်တွေ့ခဲ့တဲ့ experience ကျွန်တော် တိအဲ့ဒါကြီးပေါင်းလိုက်ပြီးတော့ဒီစာအုပ်တွေလိုက်ဖတ်လိုက်ရစာအုပ်တွေအများကြီးဖတ်ပြတယ်ဒီလက်ရှိနဲ့ပတ်သက်တဲ့စာအုပ်တွေဒီလက်ရှိနဲ့ပတ်သက်တဲ့ဒီကျွန်တော် knowledge ပေးတဲ့ channel တွေအများကြီးကျွန်တော်လိုက်ကြည့်ပြတယ်အဲ့ဒီအချိန်ဒီမှာတော့တော်တော်လေးကိုကိုကို improve ဖြစ်လာတယ်လို့ပြောလို့ရရပါတော့ကျွန်တော်အစာအုပ်လေးဆိုလည်းတော်တော်မှိုက်တယ်ပြီးတော့နောက်ထပ်ကျွန်တော် share လုပ်ပေးချင်တာဒီနှစ်ဆက်မှာကျွန်တော်ကိုလုံးဝပြောင်းလဲစေခဲ့တဲ့စာအုပ်တအုပ်ပေါ့နော်တက်ခါတက်ခါပြန်ပြန်ဖတ်ရတယ်လုံးဝဖတ်လို့တော့မဝနိုင်တဲ့စာအုပ်တအုပ်ရှိတယ်အဲ့ဒါဒီစာအုပ်ပါကျွန်တော်တို့ဟို7 habits of highly effective people ပေါ့နော်ဒီဒီဒီစာအုပ်လေး the seven habit ပေါ့နော်အဲ့ကောင်လေးကျွန်တော်ကိုယ့်လူတွေကိုလည်း define ကြည့်စေချင်တယ်အဲ့တော့နည်းနည်းလေးစာကတော့နည်းနည်းလေးဘယ်လိုပြောမလဲ simple english မဟုတ်တော့နည်းနည်းလေးခတ်တယ်အင်္ဂလိပ်အင်္ဂလိပ်လိုရေးထားဆိုတော့ဒါပေမဲ့อืมဖိုင်ဖိုင်နေတော့အသားကျသွားတာပါပဲအဲ့တော့ဒီစာကိုလေးတော့ကျွန်တော် define ကြည့်စေချင်ပါတယ်ဒီနေ့ဒီနေ့မှာပေါ့နော်အဲ့တော့အဲ့တော့ဟုတ်တယ်အဲ့တော့ကျွန်တော်ဘာကြီးလုတ်ဖြစ်ခဲ့လဲပေါ့နော်ဘာကြီးဆက်လုတ်သွားမလဲဆိုတော့ကျွန်တော်အများကြီးမပြောတော့ဘာလဲဆိုတော့ကျွန်တော်ထားပါဟောရေရှည်ဟိုကကျွန်တော်တို့စောင့်ကြည့်စေချင်တယ်ပေါ့နော်အဲ့တော့โอเคအဲ့တော့ ကြည်ပြီးတော့ကျွန်တော်ဒီလောက်ပါပဲအဓိကတော့ဘာမှမဟုတ်ကျွန်တော်ကြောင်းလေးလာပြောတာအဲကိုလူတွေလည်းတခုကိုစလှုပ်ရှင်နေဆိုရင်တော့ကျုံးပါကျွန်တော်တို့ပြန်ပြီးတော့နောက်ပိုင်းရရင်လည်းကျွန်တော်အဲ့လိုမျိုးဒီလို talk လုပ်တဲ့ဗီဒီယိုတွေကျွန်တော်တင်တော့မှာပေါ့နော်ကျွန်တော်အဲ့လို content ရေးတယ်အများကြီးကျွန်တော်မလှုပ်ရှင်တော့ဘူးအဲကျွန်တော်ဘာကြီးကြုံလိုက်လဲဘာကြီးကကဲရှိလဲအဲ့တော့အဲ့ဒါကြီးပေါ့နော်အခုဆိုလို့ကျွန်တော်လှုပ်ဖြစ်နေရအများကြီးပါပဲနောက်ကျမှဆက်ပြောရအောင်ကျွန်တော်